ိဝင်ရင်နဲ့ဆိုပြတဲ့စဉ်လက်မှတ်ထိုးအကျဉ်လက်များမြောက်ချင်းမိုးသေးကြီးမဲကြီးရွာတဲ့အတိတ်နမိတ်ကြောင့်အခုလိုလူပြောများနေတဲ့ပြိသက်များပြိသက်များအလုံးမင်းမင်္ဂလာပါရှင့်အားလုံးရဲ့ပါဇက်ဖြောင်းမှာပြောစရာကောင်းခြင်းတခုဖြစ်နေတာကမင်းနာဟင်းဝင်းရဲ့နဲ့မင်းသမီးဆိုပြတဲ့စင်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာမိုးရွာခဲ့ရာကြောင့်အတိတ်နမိတ်မကောင်းမှုဆိုတာပါအထူးသဖြင့်ပွဲရဲ့ခန်းနာကြီးကျယ်မှုထက်သတို့သမီးရဲ့ဒေါ်လာတန်းချီတန်တဲ့လက်ဝဲယတနာတွေထက် လူတွေပို့ပြီးတော့စိတ်ဝင်စားပြောနေကြတာကအမိုးအကြောင်းမှာဟုတ်ပါရဲ့နိုဝင်ဘာလကြီးမှာတဲတဲမဲမဲရွာချလိုက်တဲ့မိုးကြောင့်ဒီမင်္ဂလာပွဲဟာအတိတ်လားနမိတ်လားဆိုပြီးတော့အငင်းပွားစီဟာဝေဖန်စရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်ပွဲရဲ့အစီအစဉ်အပြည့်စုံကိုပြန်ကြည့်ရရင်ဟင်းဝင်းရဲ့အဆိုပြေတဲ့ဇင်တို့ရဲ့မိသားစုတွေရာဒီလက်မှတ်ထိုးပွဲကိုတာမန်ပွဲမျိုးမဟုတ်ဘဲအင်မတန်ခမ်းနားကြီးကျယ်တဲ့အောက်တိုဘာကြီးတစ်ခုဖြစ်နေစီစဉ်ခဲ့ရပါ စိမ့်စုံနေတဲ့မြက်ခင်းမြင့်ပေါ်မှာပန်းအပြင်အစင်အလှပဆုံးနဲ့ရိုမန်တစ်ဆန်ဆန်ကျင်းပဖို့အတွက်အားလုံးကပြင်ဆင်ခဲ့ကြပါရယ်။ဒါပေမဲ့ပွဲကျင်းပရင်းနေ့မှာဘယ်သူမှထင်မထားတဲ့အချိန်ကမဟုတ်မိုးတွေကတဲတဲမဲမဲနဲ့ရွာချလိုက်တာပါ။ပွဲအတွက်ပြင်ဆင်ထားတာတွေအားလုံးပျက်စီးမလို့ပွဲတောင်ပြတ်တော်မလားထင်မှတ်ခင်ရတဲ့အထီးပေါ့။သူတို့သမီးလေးဆိုပြတဲ့စဉ်ဆိုရင်စိတ်ပူလုံးလုံးပွဲမတိုင်ခင်တညာလုံးမအိတ်နိုင်မင်းနဲ့မိုးတိတ်ပါစေပွဲလေးအဆင်ပြေပါစေဆိုပြီးတော့တစ္ဆာဆိုခဲ့ရတယ်လို့တောင်းသတင်းတွေထွက်လာခဲ့ပါတယ် သူတို့ရဲ့သစ္စာတရားကြောင့်ပဲလားတော့မသိပါဘူး။မိုးကလုံးဝမတိတ်ခဲ့ပေမဲ့သူတို့စုံတွေကဒီအခြေအနေကိုအခွင့်အရေးတစ်ခုဖြစ်နေပြောင်းလဲပြစ်ခဲ့ပါတယ်။မြမရိုးရာပတိန်အထီးလေးတွေကိုအားလုံးဆောင်ပြီးတော့မိုးဆက်တွေကြားထဲမှာပဲရိုမက်တစ်ဆန်စွာနဲ့လက်မှတ်ရေးထိုးဝေကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်။မိုးရည်ဇက်တွေကြားထဲမှာဒေါ်လာတန်းချီတန်းနဲ့နီလာနဲ့စင်ရတနာတွေဝစ်စင်ထားတဲ့သတို့သမီးလေးရဲ့အလှတရားကတကယ်ကိုထူးခြားပြီးတော့တစ္ဆာရှိရှိလှပနေကြရပါ ပွဲပြီးသွားတာနဲ့ဆိုရှယ်မီဒီယာပေါ်မှာအသံနှစ်တန်းထွက်လာပါတယ်။ပထမအသံကတော့အယန်းရိုမတစ်ဆန်နဲ့ထူးခြားတယ်ဆိုတဲ့ချီးကျူးသံတွေပေါ့။ဒုတိယအသံကတော့ဝိုင်းရင်မြန်မာလူကြီးတွေအတွေ့အကြုံရှိတဲ့သူတွေရဲ့စိုးရိမ်သံပေါ့။သူတို့ကမင်္ဂလာပွဲမှာမိုးရွာတာအတိတ်မကောင်းမှုနမိတ်မကောင်းမှုဆိုတဲ့ရှေးအယူဆတွေကိုပြန်လည်ဖော်ထုတ်လာကြပါတယ်။ comment တွေမှာဆိုရင်ငါမင်္ဂလာဆောင်တော့ကလည်းမိုးရွာတယ်နောက်ဆုံးတော့ကွဲသွားတာပဲမင်္ဂလာဆောင်မှာမိုးရွာရင်အိမ်ထောင်ကြီးအေးဆက်တတ်တယ်ဆိုပြီးတော့ကိုတွေ့တွေကိုဝင်ရင်းနေကြတာတွေ့ရပါတယ်ပို့ပြီးတော့ခိုင်မာစေမဲ့ဥပမာတစ်ခုကိုပရိသတ်တွေကထောက်ပြလာတာကတော့ဝိုင်းရင်မင်းသမီးကြီးဆုံးမြတ်သူစားပေါ့ပရိသတ်တွေပြောကြတာကအမကြီးဆိုးမင်္ဂလာဆောင်တော့ကလည်းမိုးတွေအရန်ရွာခဲ့အောင် နောက်ဆုံးအိမ်တော်ရင်မမြဲခဲ့ဘူးလေဆိုပြီးတော့ဒီမိုးကိစ္စကိုအိမ်တော်ရင်မမြဲခြင်းရဲ့ရှေ့ပြေးနမိတ်တစ်ခုဖြစ်နေကောက်ချက်ဆွဲနေကြပါတယ်။ဒါဆိုရင်ဟိဝင်ရဲ့ဇုံတွေကရောဒီလိုပဲဖြစ်လာနိုင်မလား။အဲ့ဒီပုံမှာခင်မိတဲ့တွေးခေါ်သူတွေကပြန်လဲခြေပါကြပါတယ်။ဒါကအတိတ်နမိတ်လုံးဝမဟုတ်ဘူး။ရာသီဥတုဖောက်ပြန်နေတာ။မုန်တိုင်းငယ်ရှိနေလို့ရွာတာ။ဘာသာရေးနဲ့အတိတ်နဲ့လာမတွဲသင့်ဘူးလို့လဲဆိုပါတယ်။ မိုးရာပြီးမင်္ဂလာဆောင်သွားကြတဲ့ဇုံတွေတွေအခုချိန်ဒီပျော်ရွှင်စွာပေါင်းသင်းနေကြတာအများကြီးပဲဒီလိုကိစ္စတွေမှာအယူမသီးသင့်ဘူးဆိုပြီးတော့အခိုင်အမာတုံ့ပြန်နေကြပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့အားလုံးထဲမှာအကောင်ဆုံးတုံ့ပြန်လိုက်တာကတော့သတို့သားဟေးဝင်းရဲ့ရဖခင်စိုးပြတဲ့စင်ရဲ့ရောက်ခမဖြစ်သူဦးဝင်းကိုပါသူကတော့မီဒီယာတွေကိုဒါကမင်္ဂလာမိုးမိုးရွာတာဟာမကောင်းတဲ့နမိတ်မဟုတ်ဘူးပူလောင်မှုတွေကိုငြင်းစေတဲ့အေးချမ်းတဲ့အတိတ်နမိတ်မင်္ဂလာရှိတဲ့လက္ခဏာလို့ပြပြတသားဖြေကြားသွားပါတယ် ဟုတ်ကဲ့ပါပြည်သက်ကြီးတွေရောဘယ်လိုမျိုးမြင်ကြပါသလဲမင်္ဂလာပွဲမှာမိုးရွာတာကအရှိလူကြီးတွေဆိုသလိုမကောင်းတဲ့နမိတ်လားဒါမှမဟုတ်ရောက်ကမဖြစ်သူဥဝင်းကိုပြောသလိုအေဂျင်ချင်းရဲ့လက္ခဏာကောင်းတစ်ခုလားဒါမှမဟုတ်ဒါတွေအလုံးဟာအယူသီးမှုတွေရာသီဥတုသက်သက်ပဲလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်ဘလိုဝဲပြပြထူးခြားစွာလှပခဲ့တဲ့ဒီစုံတွေလေးကတော့နောက်ရင်းမှရှိရှိပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်